မေကြီးကတရေရီကိုမြင်တော့လှမ်းခေါ်လိုက်တယ်။တရေရီပါလား။ဟိုလာကြလေ။တပီလာကြီးကြောင်။ဒီလိုနဲ့မိစိန်းတို့လည်းလူသားတွေကိုမြင်ပြီးတော့အော်တော့တာပါ။အမလေးလူသားကြီးမျိုးလူသားကြီးအဲ့လိုအော်ပြီးအဲ့ရင်ရှိကထပ်ပြီးသွားကြည့်ရတယ်။မိမိစိန်းလေဟိုကျုပ်ကိုစောင့်မအောင်ဗျ။ဒီလိုနဲ့တာရင်ကိုနှစ်ယောက်သားလေမိစိန်းတို့နောက်ကိုလိုက်သွားကြတော့တယ်။ ီနေ့မှာတော့ဖိုတူရိုအဖွဲ့သားတွေကငမိန်တို့အိမ်မှာလူဆုံနေကြတယ်။စာမီတာမောဟိတွေကိုကိုပြေအောင်မှာပြေးစားထားတဲ့တုပ်ပေါင်းကိုကြည့်ရင်လည်းငပိန်ဟာဖဲ့အောင်တုပ်ပေါင်းမင်းကငါ့အိမ်ကိုလာပြီးတော့အမိုက်လာဖောက်နေရလားကွာဖောက်ပါဘူးဘာလို့လဲဟာမင်းမဖောက်ဘူးတာပြောနေတာအောက်ကိုလည်းကြည့်အောင်အေးလေဟဲ့ဒီတုပ်ပေါင်းဆိုဒီမှာလဲစီးမရှိကမ်းမရှိနဲ့မင်းတို့ကလည်းငါ့ကိုပြောမယ်ဆိုရရင်ပဲ ငါမပြန်ခင်ရှင်းသွားပြီမယ်ဟုတ်လားဘိုးတို့ကတော့သူတို့ပြောနေအောင်အယုံမရပဲစောင်းကူတော့အယုံဆိုင်ပြီးတော့ဖတ်နေခဲ့တာပါအဲ့ဒီချိန်မှာပဲဖိုးတော်ကခမောက်ဆောင်ပြီးတောင်းမှုတန်းလို့သူတို့နောင်ရောက်လာခဲ့တယ်ဟာမင်းတို့အဖွဲဒီမှာရှိနေရနေတော်ပဲကျုပ်တို့မင်းတို့အဖွဲကိုဖိုးတို့ဝင်ရောက်လိုက်မိဝိုင်းအိမ်ရောက်လိုက်နေလိုက်ရှာနေရတာဖမတ်ကမောလို့ကိုကြီးဖိုးတော်ကကျွန်တော်တို့ကိုရှာပြီးတော့ဘာလို့မလို့လဲဗျာ အကူညီတောင်းစရာရှိလို့ပေါ့ကွာ။ဦးကျောင်းနောက်ကိုလိုက်ခဲ့ပေးကြပါလား။ဟမ်။ကိုွေးဘူးတော်ဟာဘယ်သွားမလို့လဲဗျ။တပတ်ကံကိုပြောင်းမှုသွားမှမလို့ဟာ။အဲ့ဒါအိတ်ကန်ပြိမဲ့သူမရှိလို့မင်းတို့ကိုကူညီလာတောင်းတာ။အော်။ဦးရရလေကျွန်တော်လိုက်ခဲ့ပြီမေ။ဒါလို့ဆိုရင်တော့ခဏလေးနော်။တမီးခမောက်သွားဆောင်လိုက်အောင်မ။ဟမ်။အဲ့လိုပြောပြီးမိဝိုင်းလေးဖိုးထုတို့တော့ပါခမောက်ရှင်ပြီးတော့ပြန်ထွက်လာခဲ့တော်ရီ။ကဲ။နေရင်မမြင့်ငင်သွားကြစို့ဟဲ့။ဟုတ်ကဲ့ကိုွေးဘူးတော်။ ဘိုးတော်တို့တိုက်လေမြေကန်းဆက်ကိုရောက်လာခဲ့ကြရင်ကဲကျုပ်တို့လေပေါ်တက်ကြဟိကိုကြီးဘိုးတော်တို့လှုပ်ပြီဒီနားလေးမှာကိုကြီးဘိုးတော်တို့လှည့်တစီတဲ့ရှိရလေဗျာမင်းမသိဘူးလားတို့ဘွဲ့ကိုကြီးဘိုးတော်ကဒီလျာသူ့ဘိုင်းဆိုတာတခါလေးကြင်ညာလိုက်တာလေအော်အဲ့လိုလားဟုတ်တယ်ကွာငပိန်ပြောသလိုပဲနောက်တော့ဘိုးသူတို့လေလေပေါ်တက်လိုက်ကြပြီသူတို့လေလည်းကန်းကနေတပြေးပြေးနဲ့ခွာလာခဲ့တော်တယ် ကိုရင်ဖိုးတော်ဟာလှေလော်တာလေးတင်မြန်သားပဲနော်ကျုပ်လေးပိုင်ရှိနေတော့ကြွက်မီမြန်ပြီပေါ့ကွာနောက်နေ့လှေလော်ပြန်ဝဲတော့ဝင်ပြန်လို့ရပြီဟဟုတ်ပါဗျာနောက်နေ့တော့ကိုရင်ဖိုးတော်ကြောင့်ကျွန်တော်ရွာနိုင်မှာတေးကြရေးဗျဒီလိုနဲ့ဖိုးထုတို့လည်းစကားလေးပြောပြောနဲ့လိုက်ပါလာခဲ့ကြတယ်နောက်တော့ဖိုးတော်နှောက်ခက်လာတဲ့လေလေး မြေကန်းဆက်တနေရာကိုရောက်လာခဲ့တာပါ။ဒါနဲ့ကျောင်းတော့ကိုနှစ်ယောက်လိုက်ပြီးတော့ကျန်တဲ့နှစ်ယောက်ကနှိမ့်ဆောက်ကြံခဲ့ပြီးကြမှာ။ဟိုဒါလို့ဆိုကျွန်တော်နေခဲ့လိုက်မယ်ကိုကြီးဖို့တော့။ဟိုကျွန်တော်လည်းနေခဲ့မယ်လေကိုကြီးဖို့တော့။ Okay okay ။ဟိုကျောက်လေးကိုတေချာလေးစောင့်ကြည့်ပြီးပါ။ဒီဘက်ကမှတယဲလေတကူပေါ်တယ်လို့ကြားလို့ဟုတ်တယဲလေတကူလားဟိုဒီလိုဆိုရင်တော့ကျွန်တော်မနေခဲ့ဘူးလိုက်ခဲ့မှာတော်ဘောတို့ကတော့အမျိုးမျိုးပဲဒါဆိုဟိုကျွန်တော်နေခဲ့လိုက်မယ်ကိုကြီးဖို့တော့ အေးအေးကဲမြဝိုင်းနဲ့တို့ဘောကြီးသွားကြဆိုဟိဒီလိုနဲ့ဖိုးထော်လိုသုံးယောက်သားနဲ့ယူစရာရှိရာယူပြီးတော့သူတို့နာနေထပ်သွားကြတော့လေကဲငပိဒုနှစ်ယောက်လဲကိုနာကအပင်းအောင်မှာထိုင်ဆောင်ကြတာပေါ့โอเคโอเคဒီလိုနဲ့သူတို့နှစ်ယောက်နဲ့အပင်းအောင်မှာထိုင်ဆောင်နေကြကြတယ်ထိုင်ဆောင်နေမှာပဲလေတစ်ချက်တိုက်လာတာဆိုတော့နှစ်ယောက်သားအိမ်ငိုက်လာကြတော့လေဟာကိုတို့ ငါခဏတော့အိတ်လို့ရမလား။ဟွအိတ်လေငါပဲထိုင်ဆောင်နေလိုက်ပြီ။အေးအေးခဏပဲအိတ်မှာပါ။အဲ့လိုပြောပြီးငပိလင်းအပိချင်းမှအိတ်လိုက်တော်ရီ။ခဏကြာမှတော့ခြေတန်ကြားလိုက်ရတဲ့အတွက်ဖိုတူလည်းငပိကိုနှုတ်ပြီးအပိနောက်မှာပုန်းနေလိုက်ကြတယ်။အဲ့ဒီအချိန်မှာပဲသူတို့နာကိုတရေမနှစ်ယောက်ကအဝေချင်းကိုစီကင်ပြီးတော့ရောက်လာခဲ့တာပါ။ဟဲ့တင်းပြ။နောက်ပတ်တို့ရောက်မှာဇပွဲဆောက်အောင်မနော်။ ဟုတ်ပါပြီစင်ရေဟိုဒီတကောက်ဇပွဲရဲ့မင်းသားကိုတော်မှာတော့ဟဲ့ဟဲ့လားနေမလို့တည်ရလဲဘလို့တည်ရမှာလဲတော့ကျုပ်တို့ပိုင်ကဟိုဒီတကောက်ပွဲငှားတဲ့ကိစ္စမှာဥဆောင်နေသူလေဟာဩဒီလိုကြောင့်ဟိုဒါနဲ့ကျုပ်တို့ရမှာဒီတကောက်ရဲတယ်လေလာမယ်လို့ကြားနေရဟဲ့ဟုတ်လားကျုပ်တော့အစုံစီရအောင်ပါလေ တပတ်မှာတော့ဖိုးထုံလို300လုံးကတဲရဲတဲ့ကိုရောက်နေခဲ့ကြတယ်။ဘာကြီးဒီလိုဆိုဘာကြီးကကျုပ်ကိုမရောက်ဘူးပေါ့။မင်းကမမဟုတ်ပါဘူးဖိုးထုံရဲ့။ကျုပ်ကဘသူ့ကိုမှမရောက်သေးတာ။မင်းဒီရဲ့အတိုင်းပဲလေ။ခုပြောင်းစီရမငင်သေးဘူးလေကွာ။ဈေးငင်သွားရင်တော့ကျုပ်လှမ်းပြောက်လိုက်ပါမယ်။ဘာကြီးဘလောက်လိုချင်လဲကျုပ်ပေးပါမယ်။ဟိုတကားရောင်းမိလိုက်ပါလားဗျ။ကျုပ်လေဒီလာရတာမနှွေလို့ပါအာရောနာပါရင်မဖို့တော်ရင်ကျုပ်ခုတကယ်ကိုမရောင်းချင်သေးလို့ပါ မိဝိုင်းနဲ့တော့ဘောကတော့ကွက်ပြစ်မှာတိုင်းရင်ဖိုးတော်တို့ပြောသမျှကိုဟိုကြည့်လိုက်ဒီကြည့်လိုက်ရှိနေခဲ့တာပါအင်းလေဘိုင်းကကိုမရောက်ကျင်နေဘူးဆိုတော့လေဘယ်တက်နိုင်မှမလဲဒါပေမဲ့ဘိုင်းရောက်ကျင်နေနေကြရင်ကျုပ်ကိုပထမဆုံးအကြောင်းကြားပေးပါနော်အေးကွာအဲ့လိုလုပ်ပေးပါမယ်ကဲမိဝိုင်းတို့ကြီးပြန်ညဆိုဟိဟုတ်ကဲ့ကိုကြီးဖိုးတော်ဒီလိုနဲ့ဖိုးတော်တို့သုံးယောက်သာအဲ့ဒီနေရာကထွက်လာခဲ့တော်ရင်ကိုကြီးဖိုးတော် တခြားတဲတွေမှာရောဘာလို့တော့မဝေးတာလဲဒီဘာကြီးဆီယာပြောင်းမှုဟာပဲပြန်ရောက်ရင်ဈေးကောင်းရတာဟာဩဒီလိုကြောင့်မို့အဲ့ဒီဘာကြီးဟာရောင်းဝယ်ငင်းနေရဟုတ်တရေမနေအောင်မြစ်ဆန်နာမှာဝိရှောင်ရင်စကားပြောနေတော့ဟဲ့မိစိန်တော်အတန်မကြောက်ဘူးလားဘာအတန်တော့သိပြိုင်လူလူတန်နဲ့တူနေလာ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 သွားကြစို့ ဒလူနဲ့တေမနှစ်ယောက်နဲ့အဝိရှော်နီယာကမြန်မြန်လေးတော့သွားခဲ့တယ်။ခနာအကြမှာဖိုးတော်လိုသုံးယောက်သာစကားပြောရင်းနဲ့ရောက်လာခဲ့ကြတာပါ။ဟာနေပေါ်မှာစောင့်နေတဲ့နှစ်ယောက်လည်းမရှိပါလား။ဘယ်သွားလိုက်ကြတာလဲဟာ။ဖိုးသူနဲ့ငပိန်ကအပင်နောက်ကနေထွက်လာတယ်။ဘင်းမမသွားဘူးကိုကြီးဖိုးတော်ရဲ့အပင်နောက်မှာခနဝင်ပုန်းနေတာ။ဟုတ်တယ်ကိုကြီးဖိုးတော်။တေမနှစ်ယောက်ကဒီနားမှာအဝိလာရှော်ရာနဲ့ဝင်ပုန်းနေလိုက်တာ။တော်ကြ။ တို့လှန့်ပြီးတော့ပြေးကုန်မှာစို့လို့ကိုယ်ဖို့တော့ဒါလို့ဆိုရင်မြင်မြပြန်ရစို့အေးပါတက်ကြတက်ကြဒါလို့နေတို့အဖွဲ့သားတွေလည်းနေပုံတက်လိုက်ကြပြီးတော့တို့လီလေးမောင်းထွက်လာခဲ့တော့တယ်ညာဘက်ရောက်တော့ပိုတူးကအခန်းထဲမှာစောင်းဖိုင်နေရှင့်နေခဲ့တာပါ။ဝါးအာကစားကွေးမှရှိတဲ့တရဲရင်ကနေတရဲစစ်ထွက်လာတဲ့ဇလံမင်းမိုက်လိုက်တာ ဒီလိုဆိုမှဒီနာအကြောင်းကြီးရအတွက်ပတ်စံမရသေးဘူး။ဒါဆိုတရေရွာမှာပတ်စံသွားရှာရင်တော့ကောင်းမင်နေတူတယ်။အဲ့လိုပြောပြီးဖို့တူလေးဘရုကနေဖုန်းခေါ်လိုက်ကြော်တယ်။ဟယ်လိုငါမင်းတို့ပြောစရာရှိလို့ဟာဒီနာအကြောင်းကြီးရအတွက်ငါတို့ပတ်စံမရသေးဘူးလေ။အဲ့ဒါတရေရွာရဲ့ပွဲမှာပတ်စံသွားရှာကြမှာ။ဘလို့သွားရှာမှာလေဖို့တူရဲ့။음ဟိုတို့ရွာရဲ့ပွဲဒီမှာဆိုတရေအိမ်ဆိုပြီးတော့လာခွင့်နေမှောက်တာ။ဟိုတို့ကတော့ တရဲရွာရင်ပွဲကိုသွားပြီးလူသားဟင်ဆိုပြီးသွားခွင့်ရောတဲကောင်းနေကြမှာလားငါတို့မင်းကြောင်လက်ခံနေကြောင်ကရားလည်းတပြည့်ပြည့်နဲ့ကြောင်နေပူပွားလာတာဆိုတော့ပတ်စံရှာထားနေမှာတော်ကားကြမှာဒါလို့ဆိုလဲလောက်ကြတာပေါ့ပွဲရဘယ်တော့တယ်လေနောက်တစ်ပတ်လို့ကြားရပြီဒါလို့လို့နီတို့ရီမနဲ့ပြန်အရင်သွားပြီးတော့စုံထမ်းကြတာပေါ့ဟုတ်ကဲ့လေအဲ့လိုပဲလောက်ကြတာပေါ့ဒါနဲ့တူပေါ်တိအောင်တန်းလင်းမကြပါလားအဲ့နေရလားမဟုတ်ဘူးဟာငါအိမ်သားထဲမှာ ာဟိုရုံးမကောင်းလိုက်တာဒါပဲဒါပဲဒီလိုနေသူတို့စကားပြောကန်နေလေပြီးဆုံးပါခဲ့တော့နေနောက်နေရောက်တော့ပိုတူတို့အဖွဲသားတွေလည်းတရဲရွာမှာ လူသားရင်ဖွင့်ဖို့အတွက်နေတကြီးရင်ကိုရောက်နေခဲ့ကြတာပါဒီအဖွဲကပိုတူတို့အဖွဲလို့ပြောတယ်နော်ဟုတ်ပါတယ်ဦးတကြီးကျွန်တော်တို့ဖွဲကဦးတကြီးတို့ရွာမှာလုံမဲ့ဖွဲမှာလူသားရင်ဖွင့်ခြင်းလို့ခွင့်လန်တောင်းတာပါလူသားရင်ဆိုတော့ဘာဒီပါမှာလဲ ဟိုလူသားတွေအဓိကပါမှာပါဥပမာလူသားတွေကဘယ်လိုနေထိုင်ကြတယ်ဆိုတော့ကိုလူသားရင်နေဝင်တဲ့တရေတွေကမြင်ကြရမှာပါတရေတဲ့ကြီးကဖို့ထူးရှင်းကြနေရကိုအလင်းနဲ့စဉ်းစားနေနေအင်းလေကျောက်တို့ရွာမှာနေတဲ့တရေတွေလေလူသားတွေဘယ်လိုနေထိုင်ကြတယ်ဆိုတော့လူတွေနေတဲ့ရွာတိတွားကြည့်စရာမလိုတော့ဘူးပေါ့ဒါမို့ဦးတဲ့ကြီးရဲ့လူသားတွေရဲ့လူနေမှုပုံစံတွေစားမုံတောက်ပုံတွေကအစားအကုန်မြင်ရမှာပါဟုတ်ပြီလေကျုပ်ခွင့်ပြုပါတယ် ဒါနဲ့မောင်ရင်လို့ရလာတဲ့ငွေစေပုံတွေကနေတပုံကိုတော့ကျုပ်ကိုပေးရမယ်။ဗျာဘာလို့လဲ။ပြဿနာတစ်ခုဖြစ်ရင်ကျုပ်ပဲခေါင်းခံရမှာလေ။အဲ့ဒါကြောင့်မို့ယူတဲ့သဘောပါ။ဩဟုတ်ကဲ့ရှင့်ဟိုသဘောပေါက်ပြီသဘောပေါက်ပြီ။တသိန်းရခဲ့ရင်တသောင်းပဲပေးရမှာပေါ့။အင်းဒီကောင်မလေးကမစိုးဘူး။ကျုပ်ပြောတာကိုသဘောပေါက်လေသားပဲ။ဒါလို့နဲ့သူတို့ဖွဲ့သားတွေလေတရေတကြီးကိုနှောက်ဆက်ပြီးတော့ပြန်လာခဲ့လိုက်ကြတယ်။ တပတ်လောက်ကြာပြီးနောက်တော့တရေပွဲတော်ကျင်းမတဲ့နေ့ကိုကြာရောက်လူလာခဲ့ပါပြီ။ပိုသူတို့ဖေသားတွေကတော့အိမ်ပေါ်ဆက်ကိုမိုးကဒေကြီးပြင်းနေရင်နဲ့အလုံးရှုံနေခဲ့ကြတာပါ။ငပင်းခိုးဘက်တောင်းကနည်းနည်းဆွဲပြီးော။ Okay okay ။ဒါလောက်ဆိုရင်ရပြီလား။အေးအေးရပြီ။တော်ပုံကတော့ထင်းနေသေးပြီးသူ့နာကိုရောက်လာခဲ့တယ်။ဟဲ့တော်ပုံဒီဒီနေရမလုပ်ဖို့လေဟ။အိမ်ထဲမှာတိမိဖို့ဖို့လေ။ထမင်းချက်ပြီးစပြရအောင်မေမှောက်လားဟ။ တ်တော့ဒီလိုမတော့ယူနေရလားပဲမိုးကရင်းမှဘလို့လို့ပြီးတော့မြီးဖို့လို့ရမှာလေဟဲ့အော်အဲ့လူလားကိုဒါဆိုလဲအပြင်မှာပဲဖို့တာပေါ့ကဲကဲအကောပြင်ဆင်ရရှိရပြင်ဆင်ကြဒါနဲ့ကိုကြီးဖို့တော်နဲ့မိုင်းမဲချစ်တို့ရောလာကြမလားမကြခင်တော့ရောက်လာတော့မှာပါဟိုစောစောလေးနေမှာငါ့ကိုဖုန်းဆက်ခဲ့သည်ဟမ်โอเคโอเคဟိုမီးလုံးနေမီးလေးမလင်းတေချာဆန်းကြည့်အောင်ဒီလိုနဲ့သူတို့အဖွဲ့လေကိုစီအလုံးရှုံးနေရကြတယ် တပြေးပြေးမောင်းလာပြီးညနေလာတော့ခွဲစည်းထဲမှာတည်ရဲတွေကစီကားလာခဲ့တော့တယ်။ဟဲ့လုံးလုံးဟိုမှာအတာပစီရောင်းနေတယ်ဟာတော့ဝယ်စားကြမလား။အင်းတော့လေဝယ်စားကြတာပေါ့။ဒီလိုနဲ့ခလီနှစ်ယောက်လေးအတာပစီဆိုင်ကိုပြေးသွားလိုက်ကြတယ်။တည်ရဲပြုံမတစ်တိုင်ရောင်းလာခဲ့ပြီးတော့ဟေးဟိုမှာပင်လယ်ကမြရှိနေတယ်။ဟိုတို့တွေစီးကြမလား။ကောင်းနေကောင်းနေစီးကြမယ်။အဲ့ဒီအချိန်မှာပဲတည်ရဲကာလာသားတွေလည်းရောင်းလာခဲ့ကြတယ်။ မင်းစိမ့်လေပင်လယ်တည်းမြစီးမလို့လားကိုတိုင်းနဲ့တို့စီးအောင်လေဟုတ်တော့မစီးချင်ပါဘူးညာနေလိုက်တို့တွေတက်ကြရအောင်ဒါနဲ့ပိန်ညောင်တရေကဖျောင်းတိုင်းဟိုဘက်နာမှာလူသားတွေလာဖွင့်ထားတဲ့လူသားရင်ရှိရင်ကမိစိမ့်တို့ပင်လယ်တည်းမြစီးပြီးဆင်းလာရင်အဲ့ဒီစီကိုခေါ်သွားကြမလားဟမ်လူသားရင်ဆိုတာဘယ်လိုမျိုးလဲဟာမင်းကလေပိန်လိုက်တာဟိုလူရီရဲ့ပွဲတွေမှာတရေရင်ဖွင့်ထားတဲ့လိုမျိုးဟိုကျုပ်တို့တရေပွဲတော်မှာလေ လူသားရင်လာဖွင့်ထားတာကွာဟင်ဟုတ်လားဒါဆိုကြောက်ဖို့ကောင်းလားမိစိမ်းတော့ကြောက်ရင်ကြောက်မှာပေါ့ကွာဟဲ့အောင်မင်းအတွက်အခွင့်အရေးထူးပဲသိတယ်မလားတရေတာရင်လေပညာတရေပြောတော့ကိုသဘောပေါက်သွားခဲ့တယ်ဟုတ်တာပဲပောက်ပြီပောက်ပြီတပတ်မှာတော့ပိုတူတို့အဖေသားတွေကလူသားရင်တွေကိုဝင်ရောက်လေ့လာသူမရှိသေးတာဆိုတော့အခက်တွေ့နေခဲ့တော့တယ်ပိုတူတရေရီယာလေး တို့လူသားရင်းကိုကြည့်ပဲကြည့်သွားကြတယ်။ဝင်မို့လေဘယ်သူမှမလာကြပါလား။ဟာကဲမဖြစ်တော့ငါပဲခေါ်လိုက်တော့မယ်။ကဲကဲကဲလူသားရင်းကြည့်ဖို့လာထားကြမယ်နော်။လာထားကြလာထားကြ။တယောက်3000နဲ့နော်3000နဲ့။အဲ့ဒီကြည့်မှာလေတရဲကနာသားနဲ့အပြိုတတိုင်းတို့ကရောက်လာခဲ့ကြတယ်။ကဲကျုပ်တို့၄ယောက်ဗျာ။ကျော့ဒီမှာပတ်စံ။ဟုတ်ကဲ့ပါဗျာအထက်ဝင်ကြပါ။မိစိမ့်လေးကြောက်ရင်ကျုပ်ကိုအားကိုးလို့ရရယ်နော်။ အမေအကြံစိုးကြီးနဲ့နေပါညာနေတောင်လုံးရှိရယ်နောမြန်နေဟာအေးလာလာမိစိတို့အထက်ဝင်ကြရအောင်အဲ့လိုပြောပြီးတော့တရေမနှစ်ယောက်နေရှိကနေ လူသားရင်းလေးကိုအရင်ဝင်သွားခဲ့တော့နေခဏအကြာမှာတရေကလေးတွေလည်းရောက်လာခဲ့ကြတာပါကိုကိုလူသားတားတို့သုံးယောက်လေးလူသားရင်းလေးကိုဝင်ပါပါဩဟုတ်ပြီဟုတ်ပြီကလေးတွေဆိုရင်တော့1500ပဲနော်ဝါးမိုက်တယ်မိုက်တယ်ဒလုံးနဲ့ကလေးတွေလည်း လူသားရင်းတွေကိုပြပြောင်းကြီးဝင်သွားခဲ့ကြတယ်။တာအီးတို့အဖွဲ့သားတွေကအေဂန်နဲ့ကိုရောက်လာခဲ့ကြတယ်။အေဂန်နဲ့မှာတော့မေဂျီနဲ့ဘိုးတော်ကတီဗီထိုင်ကြည့်နေခဲ့ကြတာပါ။မေဂျီကတရဲရီကိုမြင်တော့လှမ်းခေါ်လိုက်တယ်။တရဲရီပါလား။ဟိုလာကြလေ။တီဗီလာကြည့်ကြအောင်။ဒီလိုနဲ့မိစိန်းတို့လည်းလူသားတွေကိုမြင်ပြီးတော့အော်တော့တာပါ။အမလေးလူသားကြီးမျိုးလူသားကြီးအဲ့လိုအော်ပြီးအဲလင်းရှိကနေထွက်ပြေးသွားတယ် ီစိမ့်လေးဟိုကျုပ်ကိုစောင့်မအောင်ဗျဒလုံနဲ့တာရီကိုနှစ်ယောက်သားနေမီစိမ့်နောက်နောက်ကိုလိုက်သွားခဲ့တော်ရီကနာကြာမှာတော့ကလေးတစ်တိုက်ကထက်ရောက်လာခဲ့ပြန်တာပါတရဲကလေးပါလားပဲချန်လေးဆိုင်နေတီပီလာကြည့်ပါအောင်လားတရဲကလေးလေးလေးဖိုးတော်လမ်းကိုရင်တွန်းအဲ့နေရာကနေထွက်ပြေးကုန်ကြတော်ရီတဘုံကတော့ဂရင်မမလှဲနေခဲ့တာပါတရဲရီသူကန်းဘက်ကိုပြေးလာတန်ကြတာနဲ့ အိပ်ပျော်ခြင်းအောင်ဆောင်လိုက်တယ်။ဟိုလူသားကလေးကအိတ်နေရတယ်နဲ့ဒါလို့ဆိုရင်တော့ဟိုကြောက်ဖို့မကောင်းတော့မိစိန်။တာကြီးအဲ့လိုပြောနေတော့ပုံမကအိတ်နေရကထထလိုက်တော့တရေရီကောင်းလုံးနဲ့အော်ပြီးတော့ထွက်ပြေးကြတော့တယ်။အောက်မလီလူသားကမအိတ်သေးဘူးတော့မအိတ်သေးဘူးကြောက်ဖို့ကောင်းနေတာ။ကိုဘောလေးတရေရီထွက်သွားမှတပြင်းချနိုင်တော့တယ်။ဟိုးဒီတရေရီကတော့လေငါကတို့ကြောက်ပါတယ်ဆိုမှသူကငါ့ကိုပြန်ပြီးတော့ကြောက်နေရတယ်လို့ အဲ့ဒီအချိန်မှာပဲတရဲကလေးတွေဝင်လာခဲ့တာဆိုတော့တုပ်ပေါ်လေးရှိရာနေသူလေးပြလိုက်တော့တရဲကလေးတွေလည်းချက်ချင်းမဲ့ထွက်ပြေးသွားခဲ့ကြ යි ။ကောင်းတယ်ဟိဟိပြေးကြပြေးကြနော်ငါလုံလေးပြေးလာပြီတင်နေ။ငါလည်းအိတ်လိုက်ရုံပေါ့။အဲ့လိုပြောပြီးပြန်လဲအိတ်လိုက်တော့တယ်။တရဲသားမတို့လည်းပြေးလာရင်ငပိန်တိုင်းပြနေတဲ့ကံကိုရောက်လာခဲ့တာပါ ခဲ့မိစိန်ဒီလိုသားကတိုင်းမညာတော်တက်တယ်နေတွေ့ရနော်ဟိုကြောက်ဖို့ကောင်းလိုက်တာဟေးဟုတ်တယ်တော့ဟိုကြောက်လေဒီလိုသားရင်နေမှာမနေရတော့ဘူးအပြင်မဲ့ပြန်ထွက်ကျင်တော့လေဒါဆိုရင်အပြင်ပြန်ထွက်ကြတော့မလားမိစိန်လေထွက်မယ်ထွက်မယ်အဲ့လိုပြောပြီးမိစိန်နဲ့ညာနေက ရှိကနေထွက်သွားခဲ့တော့လေဒီလိုနဲ့မိုးလင်းသွားတော့ဖိုတူတို့အဖွဲသားတွေလေငွေတွေကိုရေတွက်နေခဲ့ကြတော့လေတော်ဘောကဖိုတူ တို့ညကဘယ်လောက်ရှာနိုင်လဲ။အင်းတသိန်းတော့မပြည့်ဘူးဟ။မဒါမှမဆိုးပါဘူး။နောက်ထပ်လေးရတောင်ကြံသေးရမယ်။ဝူး။အင်းပေါ့။ဒါလို့ဆိုတော့ရိုင်းမဆိုးသေးပါဘူး။ဒီနေ့ကပထမဆုံးနေ့ဆိုတော့ဟိုနောက်ရက်တွေတော့တရားတွေပို့သိပြီးတော့လာကြမယ်ထင်တယ်။ကဲကဲညအတွက်အားတင်းထားရအောင်ပါဆိုတော့စားစံရှာစားပြီးတော့အစ်ကြဆိုရင်ဝူး။ငါဒါပဲစားချင်နေတာ။ဒီလိုနဲ့ဖိုးထူးတို့အဖေတရားပွဲတော့မှလူသားရေးပွဲနဲ့ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့